မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာဗီဒညစာမှုဦးစီးဌာနကနေနိုဝင်ဘာလ၄ရက်ဒီကနေ့နဲ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရာ မင်္ဂလာပင်လယ်ကိုအရှိအလေပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျွန်းပေါ်ကာယိုရန်ဒေတာအနီးတွင်ဖြစ်ပေါ်နေသောနေပြည်တော်နှင့်ရခိုင်လူပရက်ရှာအေရီးယားသည်မြောက်နောက်မြောက်ဖက်သူရေရှားခဲ့ပြီးမင်္ဂလာပင်လယ်ကိုအရှိအလေပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့မင်္ဂလာပင်လယ်ကိုအရှိမြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကာယိုရန်နှင့်၎င်းနဲ့ဆက်ဆက်လျက်ရှိသောမြဝကျွန်းပေါ်ကမ်းလွန်ဒေတာများသို့ရောက်ရှိခဲ့ပါသည် ဆိုပါလီပီအားနှင့်ရဝန်သည်မြောက်နောက်မြောက်ဖတ်သူဆက်လက်ရွေးရှားနိုင်ပြီး9ရက်17လ2025ရက်နေ့တွင်ဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင်တိမ်ထူးတဲ့နေပြီးကပလီပင်လယ်ပြင်နှင့်ဂျန်ဘင်္ဂလားပင်လယ်ော်တို့တွင်တိမ်နေငယ်မှတိမ်သင့်တင့်ဖြစ်ထုံးနေပါမည်။ ဒီကနေ့ညနေထိခမန်းချက်ကတော့စကိုင်းလိုင်းဒေသကြီးထပ်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာကျကျမကွေးတိုင်းဒေသကြီးကယားပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရပြီးရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရီမိုးကြီးနိုင်ပါသည်ရွာရံရုံပြည့်ဖြစ်ပါသည် မိုးထိပ်နှောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထိပ်နှောင်များဖြစ်ထွန်းမှုအားကောင်းနေရရှိပြီးအစိုးရမိုးထိပ်နှောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပြစ်ခြင်း၊ကဲစည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။မြမပင်လေပြင်းတွင်မြမကန်ရုံးတစ်လျှောက်နဲ့ကန်လုံပင်လေပြင်းတို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။ မိုးတက်နေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးသည်တနင်္လာနေ့35မိုင်အထိတက်ခတ်နိုင်ပါသည်လိုင်းမြမမြမကံဝင်းတရှောင်းနဲ့ကံလွန်ပင်လေးပင်တို့တွင်ရှစ်ပေမှဆယ်ပေကံရှိနိုင်ပါတယ်။နောက်နှစ်အတွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံရွာပြီးနေရာကွက်ရီမိုးကြီးပါမယ်။ နေပြည်တော်မန္တလေးမြို့နယ်နေတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရွာပါမယ်။ရွာအရံုံပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထိချုံရွာပါမယ်။ရွာအရံုံပြည့်ဖြစ်ပါတယ်ရှင်။